အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလီတနည်းဖြစ်ပါစေလို့ကျော်ဒီညာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်ကျွန်တော်ဒါလူဒရောများလဲလက်ဘိုးပရိသတ်တော်များလဲမီးတဲ့မီးကွန်းက ထရက်အလန်ဇနာအာနုကလက်ရှိမှာလစ်ဗာပူးမှာဆက်နေမှာလားဆိုတဲ့မေးခွန်းပါပဲအဲဒီဗီဒီယိုကကျွန်တော်အရှိန်ကြီးမပြောတော့ဘူးဒါကျွန်တော်အတူချုံပြီးပဲကျွန်တော်ပြောတော့မယ်လစ်ဗာပူးဒါကျွန်တော်လူတော်များ background background မချိမောကျွန်တော်ခါတိုင်းမြင်နေကြတဲ့ background ကကျွန်တော်ဒါရှိပါမှာဒါကျွန်တော်အမေကကျွန်တော်ဟိုဘက်နားမှာအိမ်နေအိမ်မလို့ဖြစ်တဲ့ကြောင့်ကျွန်တော်လည်းဒီဘက်မှာလာရတာအဲ့တော့ဘယ်မှမတော်ပါဘူးကျွန်တော်အိမ်မှာပဲရှိပါတယ်အိမ်မှာကျွန်တော်အိမ်ကကျွန်တော်ဒါပတ်ပတ်လေရိုက်နေတာပေါ့နော်အဲ့တော့လက်ရှိအချိန်မှာဒါကျွန်တော်တို့လူတော်များစိတ်ဝင်စားတာလက်ရှိလစ်ဗာပူးအသင်းအနေနဲ့ဒါပူပူလော်လော် Premier League Champion Super Flag ကိုရရှိခဲ့ဖြစ်တဲ့ကြောင့်မို့ Trent Alexander-Arnold ကိုဒါကျွန်တော်တို့လာမယ့်ညရ သည်မှလီဗာပူးသင်ကဆက်ထိန်းနိုင်မှာလားဆိုတဲ့မေးခွန်းနဲ့ကျွန်တော်မေးထားတယ်။ Fabrizio Romano ကဒီသတင်းနဲ့ပတ်သက်ပြီးလီဗာပူးပြည်သက်တီမကြားခြင်းစုံစကားကိုတော့သူပြောခဲ့တယ်လို့ပြောလို့ရတယ်။အဲ့တော့ Fabrizio Romano ဒီနေ့ Fabrizio Romano အနေနဲ့ဒါနည်းနည်းလေးပြောချင်တာရှိတယ်။ဘုနာကျွန်တော်လည်းသူတို့လောက်သူ့လောက်အဆင်လည်းမရှိအဆင်တန်းလည်းမရှိဆိုင်ဖို့တို့ချင်းဘူး။ဒါ Fabrizio Romano ခင်ဗျားတို့သတင်းမှန်သိချင်း Twitter ပဲ follow လုပ်ဖို့ကျွန်တော်ဒီညအားတိုက်တော့ချင်တယ်။အခုလက်ရှိမှာ Fabrizio Romano နဲ့ဒါ Facebook မှာတင်တဲ့သတင်းတော်တော်များများက RCS ပေါ့နော်။ဒါကျွန်တော် bonus program ကြောင့်မို့သူအနေနဲ့ဒါပတ်စံတော်တော်ရပုံရပါတယ်။ဒါကြောင့်မို့လို့သူအနေနဲ့ Facebook မှာတင်တဲ့သတင်းတွေကတော်တော်လေးကိုလွယ်လွယ်မှားမှားတွေဖြစ်လာခဲ့ပြီးတော့ Fabio Romano နဲ့ပတ်သက်တဲ့သတင်းမှတ်နေသိချင်တယ်ဆိုတော့အချိန်ပေးနိုင်တယ်ဆိုတော့သူ့ရဲ့ YouTube ရဲ့ podcast ကိုကြည့်အဲ့ဒါဆိုတော့တကယ်တော့သိသိချာချာဒီ day on ရတယ်ဒါမှမဟုတ်တော့တေချာတဲ့သတင်းတွေသိချင်တယ်အတူကျုံပဲသိချင်တယ်ဆိုရင်တော့သူ့နဲ့ YouTube ကျွန်တော် Twitter မှာသွားကြည့်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကြောင့်မို့လဲဒါကျွန်တော် Fabio Romano က Fraudio Romano ဆိုပြီး wine down တယ်အမှန်တမ်းပြောမှဆိုသူ့အနေနဲ့ Facebook ကကျွန်တော်ထင်တယ်သူကိုယ်တိုင်မကင်တော့ထင်တယ် Facebook ကသူ့အနေနဲ့သူ admin ကိုပေးလိုက်ပုံရသူ့နဲ့ဒါ Athletic UK ရဥစားတွေရောဒါကျွန်တော်တခါကျရင်လုံးဝ source မရှိတဲ့အခြေမြစ်ကဥစားတွေကဆက်သူ့နဲ့သူကသူလည်းတင်တာတော့ရှိပေမဲ့ Facebook ကလည်းရှိမှာဒါ bonus program ကသူပတ်စံရရ တယ်လို့ရေယူနေတဲ့အတွက်ကြောင့်မို့သူအနေနဲ့ဒါတော်တော်လေးကို source မမှန်တော့လို့ပြောတယ်ဒါပေမဲ့အခုလက်ရှိမှာ Fabio Zero Romano ကသူ့ရဲ့ YouTube ရဲ့ podcast မှာတော့လက်ရှိအချိန်ထိ Real Madrid ကတော့ဒါကြောင့် Alassana Arno ကိုရာသီကိုင်ခေါ်ယူနိုင်မယ်ဆိုတဲ့ဥစ္စာကိုတော့တရားခိုင်နှုန်းနည်းနည်းပဲထေချာနေစေဖြစ်တယ်လက်ရှိမှာ Manchester 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 City တောင်ဖြစ်ကုန်လက်ရှိမှာဒါကျွန်တော်တို့ Liverpool အသင်းအနေနဲ့ Lamine နွေရာသီမှာဒါကျွန်တော်တို့ Alassana Arno ကိုထိန်းချုပ်မှုတော်တော်လေးကိုခတ်မှာဖြစ်ပြီးတော့ Alassana Arno နဲ့အခုလက်ရှိ Real Madrid ဘက်ကတော့နှုတ်အားဖြင့်သဘောတူညီပုံစံမျိုးပေးဆက်ထားပြီးတော့လက်ရှိမှာ Real Madrid က ိုပဲဆက်လက်ပြီးပြောင်းရွှေ့သွားဖို့တည်ချသွားပြီလို့သိရတယ်။အထူးသဖြင့်လက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင် Real Madrid အနေနဲ့စားပြီးအလွန်ဆိုးကခေါင်းငြိမ့်လိုက်ပြီဆိုတဲ့ကွာလာဟာလာသတင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာ Real Madrid စီကိုပြောင်းဖို့အတွက်ကျွန်တော်တို့အလက်ဇန္ဒားအာနိုကပူပူပြီးတော့တည်ချသွားတဲ့သဘောမှရှိတယ်။ဒါ့အပြင်လက်ရှိမှာဒါ Fabrizio Romano ရဲ့ပြောပုံအရ Real Madrid အနေနဲ့ဒါ တလဇနာအာနုကိုအခုကတည်းကဒါကျွန်တော်တို့ခေါ်ဖို့အတွက်ဒါလီဗာပူးတင်းနဲ့ဆွေးနွေးနေသူနေနဲ့ဒါကျွန်တော်တို့လာမယ့်ကလပ်ဝေါ်ကပ်မှာဒါကျွန်တော်တို့ဖာဘီဂျီရူမာနုပြောပုံရဆိုရင်တော့အလဇနာအာနုကိုတခါတည်းဒါ right back နေရာမှာထည့်သုံးသွားခြင်းပြီးတော့တခါတည်းဒါပြိသက်တွေရှေ့မှာဒါအမေရိကန်နိုင်ငံရဲ့ပြိသက်တွေရှေ့မှာငါတို့ကအလဇနာအာနုကိုဒါခေါ်ယူနိုင်လိုက်ဖြစ်ပြီးတော့ Real Madrid မှာအလဇနာအာနုရောက်လာပြီးဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့နေအကြီးအကျယ်ပြိသက်တွေကိုဒါပတ်ပြောချင်တာဒါကျွန်တော်တို့ Real Madrid ဘွေတွေဆိုရင်လူပိုကြည့်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော် Real Madrid ဘက်ကနေလုပ်ချင်တဲ့သဘောမှရှိတယ်ပြောချင်တာဒါကျွန်တော်တို့ပို့ပြီးတော့ဒါ announcement ဒါအကြီးအကျယ်ပေါ့ကလပ်ဘောကတ်မှာလုတ်ပြအောင်ပေါ့နော်အဲ့တော့ပြီးတော့ဒါကျွန်တော်တို့အလက်ဇန္ဒားအာနိုရဲ့ပထမအောင်ဆုံးဒါကျွန်တော်ရီယယ်မက်ဒရစ်နဲ့ဆူပလာကလည်းဒါကလပ်ဘောကတ်ဖြစ်ဖို့အတွက်ဒါကျွန်တော်တို့အနေနဲ့အကောင်းဆုံးကြိုးစားသွားဖို့ပြင်ဆင်လာခဲ့တယ်လီဗာပူးကတော့ဒီဟာနဲ့ပတ်သက်ပြီးလိုက်ရောသွားမလားမလိုက်ရောသွားမှဒီဒေးရမသိသေးဘူးကောလာဟာလာတွေကဒါကျွန်တော်တို့တစ်ဖက်ကလီဗာပူးအသင်းအတွက်ဒါရီယယ်မက်ဒရစ်ဘက်ကနေပြီးယူရို7သန်းပတ်ချလေဝင်ရင်ဒါမှမဟုတ်ယူရို7သန်းလောက်နီးနီးဒါကျွန်တော်ဒီလိုမျိုးပါ compensation ပေါ့နော်ဒါကျွန်တော်တို့နစ်နာခြင်းပုံစံမျိုးပြီးသွားဖို့လည်းရှိတယ်ဆိုတော့ကောလာဟာလာတွေထွက်နေတယ်အဲ့တော့ဘာဒီဘယ်လိုဖြစ်လာမလဲမသိပါဘူးအခုလက်ရှိမှာလီဗာပူးပြည်သက်တွေမ ေးနေတယ်ဒါကျွန်တော်တို့အလက်ဇန္ဒားအာနိုကလစ်ပါပူးမှာဆက်ရှိမှာလားဆိုတဲ့အဖြေကတော့အခုချိန်ထိဒါသတင်း tier 1 level ကြီးရဆိုရင်တော့ real madrid ကိုဒါဒါအလက်ဇန္ဒားအာနိုအနေနဲ့ပြောင်းရွှေ့မှုတဲ့အခုချိန်ထိနောက်ဆုံးချိန်ထိစူးစမ်းနေစေဖြစ်ပြီးတော့လာမယ့်နွေရာသီမှာဒါကျွန်တော်အလက်ဇန္ဒားအာနိုနဲ့ကျွန်တော်ဒါလစ်ပါပူးတင်မှာဆက်ရှိမှုအတွက်ရာဂိုင်တုံးတွေတစ်ပြေးနဲ့တစ်ပြေးနဲလာခဲ့ပြီလို့ပြောလို့ရရတယ်ဒါမှာပါပါတယ်လက်ရှိချိန်မှာဒါကျွန်တော်ဒီရနဲ့ပတ်သက်ပြီးတော့ဘာမှပြောင်းလဲသွားခြင်းမရှိပဲနဲ့လစ်ပါပူးတင်ကနေပြီးတော့ truck ခေါ်ဖို့ကျွန်တော်လက်ဇန္ဒားအာနိုအနေနဲ့ဒါကိုရှောက်စူးစမ်းနေစေဖြစ်တယ်ဆိုတာလေးကိုထပ်ပြီးပြောပြရအဲ့တော့လ ရှိမှာကတော့လူတော်များကလည်းဒါ Champion League Super Champion Super အမှန်တိုင်းပြောရင် premier league champion supply ရတာကြာပါပြီ။မှတ်ရတာကျွန်တော်တို့ Alexander Arnold ဒါကျွန်တော်တို့အကျိုးသဘောတူညီမှုရထားတဲ့ဆိုတဲ့သတင်းတွေထွက်ခရဲကကျွန်တော်တို့က Liverpool တင်က premier league champion supply ရဖို့တည်ကြတော့နေနေဖြစ်နေပြီ။အဲ့တော့ပြောချင်တာက Alexander Arnold နဲ့ဒါ Liverpool တင် premier league ရရမဲရသူ့နဲ့ Real Madrid ကိုပြောင်းဖို့လည်းသူစိတ်ဆုံးဖြတ်ထားပုံရပါတယ်။ Fabrizio Romano ရဲ့အဆိုအရဆိုရင်ပေါ့နော်။ ဒီလောက်ပါပဲအားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစုမုံအောင်တောင်းပေးလိုက်ပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 30 point ဆိုတဲ့ tv 4 u တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာလေးနဲ့ clip ဖို့မမိကြပါနဲ့အောက်က comment တွေမှာလေး youth sport media 30 point ဆိုတဲ့ tv 4 u ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe တွေကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးနဲ့ clip ဖို့မမိကြပါနဲ့မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပေးနေပေးကျွန်တော်တို့ရဲ့ ောက်မှာ AES စစ်တူကြတာပေါ့အားလုံးမကြိုးတူမိုင်းမြန်မာကလစ်ဖို့မမိကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူမိုင်းကျွန်တော်တို့နောက်မှာ AES တူကြတာပေါ့။ဒီပါဗျ။